Hello everyone ကျမဒီဂျစ်တယ် business owner တယောက်ဖြစ်တယ်လို့ mentoring တယောက်လည်းဖြစ်ပါတယ်ဒီနေ့မှာ mail ရှိတဲ့ customer question and answer set ချက်ကိုကျမတို့နဲ့ mentorship team နဲ့အတူတကွအစဉ်ပြပေးသွားမယ်မိတ်ဆွေတို့အတွက်တကယ်အကောင်းဝင်မဲ့အဖြေတွေဖြစ်မယ်ဆိုတာကိုသိချပါတယ်အဆုံးထိကြည့်သွားပါ digital business ကိုစတင်ဖို့ဘာတွေလိုအပ်ပါလဲဆိုတဲ့မေးခွန်းလေးကိုကျွန်တော်ဖြေပြပါမယ်ကျွန်တော်တို့မိတ်ဆွေတို့မှာဖုန်းတစ်လုံး laptop တစ်လုံးနောက်ပြီးတော့ internet ကိုချိတ်ဆက်နိုင်လို့ရှိရင်စတင်လို့ရပါတယ် ပထမဆုံးဆက်လုပ်တဲ့ချိန်လုံးက supporting ရနိုင်ပါသလားလုံးဝကိုရပါတယ်။တင်မသိတာတွေ၊မေ့ချင်တာတွေအကုန်လုံးကို mentorship and downline upline ကနေပြီးတော့မှထပ်ပံမှာဖြစ်ပါတယ်။ training နဲ့ mentorship လုပ်ရှိလားဆိုတော့ရှိပါတယ်။ training video တွေ၊ zoom session တွေ၊ community support တွေ၊ mentorship တွေရှိပါတယ်။ကိုတယောက်တည်းလုပ်တာမဟုတ်ပါဘူး။ digital business ကအတွေ့အကြုံရှိနေတယ်။ lifetime ပေးထားတဲ့ training system နဲ့အတူတူ mentor တွေ coach တွေရဲ့ပတ်ဖို့ပုံမှန်မှုတွေနဲ့လေ့လာသင်ယူရင်အကောင်းဆုံးတည်ဆောက်နိုင်ပါလိမ့်ရှင်။ digital business စတင်နိုင်ဖို့ငွေအရင်းနှီးဘလောက်လိုပါသလဲအစကတော့နည်းနည်းနဲ့စတင်နိုင်ပြီးနောက်ပိုင်းမှာတော့တဖြည်းဖြည်းတိုးပွားလာနိုင်ပါတယ်ကစကမ်ဟုတ်ပါဘူးကျမတို့ရဲ့ business က legal register company တခုဖြစ်ပြီးပေါ်သင်ပြီးလည်လာနိုင်ပါတယ်ကျမတို့လည်းအစစ်အမှန်အတွေ့အကြုံနဲ့ကြားသားနိုင်ပါလိမ့်ရှင် လုပ်လို့ရတဲ့စီးပွားရေးတစ်ခုဖြစ်တယ်။အခြေပြေအလုံးလုံးတဲ့လူတွေလည်းဒီ online digital business ကို fast track အနေနဲ့လည်းတွဲလို့လို့ရပါတယ်ရှင်။ ကျမလိုအချိန်မရှိဘူးဆိုရင်ဟောဒီအလောက်ကိုလောက်နိုင်ပါမလားနေ့တိုင်းတနာရီနှစ်နာရီနဲ့လည်းစတင်နိုင်ပါတယ်အလောက်အိမ်တွေရဲ့ဂက်များအတော့ချပြီးတော့ run လုပ်ရပါတယ်အင်္ဂါအတော့ကိုကိုဝိုင်းစီဝိုင်းလုပ်တာကိုလုပ်ရတော့လေ digital business ကိုလုပ်နိုင်ပါမလားဟုတ်ကဲ့ကျွန်တော်တကယ်လုပ်နိုင်ခဲ့ပါတယ်အိမ်အလုံးလုံးရင်းနဲ့ digital business ကိုအင်္ဂါနေလုပ်ရတာဖြစ်တဲ့အတွက်အရှမ်းကို flexible ဖြစ်ပါတယ်ရှင် ပြီးတော့ကျမတို့ question and answer ဆက်ချက်ကိုနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီ digital business ကိုမိတ်ဆွေလည်းစိတ်ဝင်စားလာပြီဆိုရင်ကျမတို့နဲ့ဒါရိုက်ဆက်သွယ်ပြီးမိမိအတွက်နောက်ထပ်အကြောင်းအရာတွေကို လေ့လာနိုင်ပါတယ်။မိတ်ဆွေရဲ့လွတ်လပ်မှုကဒီနေ့စတင်နိုင်ပါပြီ။ Messenger ရှိတဲ့ဆိုရင်တော့အောက်က comment မှာ info လို့ရေးပေးလိုက်ပါ။ကျမပြန်ပြီးတော့ဆက်သွယ်ပေးပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye. thank you